ကျွန်တော်အားကိုးတဲ့ဟာက အရင်တုန်းကကျွန်တော်ကဟိုဟာ notes တွေပါတွေကို အရန်အားမကိုးပြကျွန်တော်အားကိုးလို့ရတဲ့ဟာကျွန်တော်မှဘာရှိလဲဆိုတော့ကျွန်တော်ကဟိုဟာပဲစသားပဲဗျာအဓိကကျွန်တော်အဲ့ဒီအချင်းတချင်းလောက်တာအခုဆိုရင်တော့2000 2008လောက်ကစလို့ရတယ်2000ထားပါ2012ကပဲကောင်းလို့ပါမယ်ဆိုရင်တော့10နှစ်လောက်တော့ရှိပြီအဲ့ဒီအချိန်မှာကျွန်တော်အားကိုးခဲ့တဲ့ဟာမှန်တယ်ဗျအကုန်လုံးကကျွန်တော် lyric ကိုပဲကျွန်တော်အားကိုးရပါအဲ့ကျွန်တော် music ကိုကျွန်တော်ဘယ်လိုသဘောထားလဲဆိုတော့ဟုတ်တယ်ဗျာ music ကအရင်အရေးကြီးတယ်ဗျာတိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီဟာကိုအချိန်ပေးပြီးတော့ကျွန်တော်လေ့လာဖို့အတွက်တွေပါတယ်ကျွန်တော်မှ chance မရှိဘူးဗျာအော်ကျွန်တော်ဘယ်လိုဟာလုပ်လဲဆိုတော့အော်ငါဒီချိန်မှာငါဒီရအောင်ငါလုံးနိုင်တဲ့ scope ကဒီလောက်ပဲရှိတယ် okay ဟုတ်ပြီအော်ငါလုံးနိုင်တဲ့ scope အတွင်းမှာငါအကောင်းဆုံးလုပ်မယ်ဆိုပြီးတော့ကျွန်တော် lyric ကိုအရင် rely လုပ်တယ်အားကြောင့်မလို့ဟိုလို ကျွန်တော်ဟာတွေကအဲ့လိုအရင်အဲ့လိုဟိုတီးထားတာကြီးတွေဟာလမ်းပြန်ထွက်နေတယ်ဘာညာဆိုတာတကွမှမရှိပါဘူးတကယ်အဲ့အဲ့လိုမျိုးတော့မရှိဟုတ်ပြီးတော့အဲ့ lyric ကပဲတကယ်တော့ကျွန်တော်အခုချိန်ဒီအားကိုးနေရတဲ့ဟာဖြစ်တာပဲကျွန်တော်လည်းအဲ့ပုံမှာပဲမူတည်ပြီးတော့အဲ့လိုစဉ်းစားရပြီးတော့အဲ့လို lyric ကိုအားကိုးတဲ့အချိန်မှာဟိုပုံမှန်တချင်းတပုတ်အမအဲ့လိုမျိုးရေးထားတဲ့အဲ့လို perspective မဟုတ်တဲ့ဟာကနေပြီးတော့ကိုဘယ်လိုရေးရမလဲဆိုတာကိုနောက်တစ်ဆင့်ထပ်တက်ပြီ အရင်တော့ rapper တွေဆိုတော့သိမလားအဲ့လို rhyme တွေဘာတွေများရတာတို့ဘာတို့အဲ့လိုမျိုး flow ကလှရတာတို့ဘာတို့တွေးတယ်အဲ့ရနေအသက်အရွယ်တခုရောက်လာတဲ့အချိန်မှာကျတော့ဟိုอืมဘယ်လိုပြောမလဲအတိတ်ပဲနှစ်ခွဖြစ်တဲ့ဟာတို့ဘာတို့ဆိုလို့ရှိရင်ကျွန်တော်အရန်သဘောကျတယ်ဗျအဲအဲ့လိုမျိုးအဲ့လိုမျိုး lyric ပေါ်မူတည်ပြီးတော့အဲ့လိုရေးရတဲ့ဟာတွေကိုကြိုက်တယ်ဗျအဲ့ဒါကိုပဲတစ်ချိန်လုံးအားကိုးလာခဲ့တာအခုချိန်